တန်နနစ်ကစားလို့သူတို့လေးတွေအုံနောက်ဟာလူကြီးအုံနောက်ရဲ့80ရာခိုင်နှုန်းခန့်ရှိနေပြီးဆက်လက်ကြီးထွားဖို့အာဟာရလိုအပ်ပါတယ်။ Cereal Multi Grain မှာနေ့စဉ်လိုအပ်တဲ့သင်္ချက်ရဲ့90ရာခိုင်နှုန်းကျော်နဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်တာမို့ Cereal လက်ပြည့်ပြည့်စုံသောအာဟာရပါမင်မင်အားလုံးမင်္ဂလာပါကျွန်တော်ဒေါက်တာကေစီစဉ်ရရဲ့ကြိုးစားပါတယ်ကျွန်တော်နာမည်ဒေါက်တာဖြိုသန့်ဖြစ်ပါတယ် ကျွန်တော်ဒီနေ့မှာတော့သသမီးတွေအတွက်လိုအပ်တဲ့အစာအာဟာရတန်ဖိုးကြောင့်ပြောပြပေးမှာဖြစ်ပါတယ်။သသမီးတွေငွေကစားရေးစပြီးတော့เนาะအစောပိုင်းအနှစ်တည်မှာသူတို့ရဲ့ကြီးထွားဖွံ့ဖြိုးမှုနှုန်းဟာသူတို့စားသုံးတဲ့အစာအာဟာရပေါ်အဓိကအမိကိုပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ သမီးအသက်ကြီးလာတဲ့အမြအပြိုးဘောလူပြိုးဘောဝင်ခံနေချိန်ပေါ်မှာတော့သူတို့ခန္ဓာကိုယ်မှာထွက်လာတဲ့ဟော်မုန်းဓာတ်တွေကသူတို့ရဲ့ကြီးထွားမှုတွေကိုမိခိုးနေပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့အစောပိုင်းနှစ်တင်မှာသသားမိမိကြီးထွားဖွံ့ဖြိုးတိုးတက်ဖို့ဉာဏ်ရည်တွေကောင်းမွန်လာဖို့အတွက်သူတို့စားသုံးနေတဲ့အစာအာဟာရပေါ်မိခိုးနေတယ်။ဒါကြောင့်မို့သူတို့ကြီးထွားဖွံ့ဖြိုးတဲ့သူတို့လိုအပ်တဲ့ကီလိုကယ်ရီပမာဏရရှိဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ကီလိုကယ်ရီပမာဏဘယ်လောက်လိုအပ်တယ်ဆိုတာတော့သူတို့ရဲ့ ခန္ဓာကိုယ်နဲ့တွက်ပြီးတော့ကျွန်တော်တို့ကဟိုတွက်ချရတာဖြစ်ပါတယ်ဒါပေမဲ့သူတို့ကျွေးနေတဲ့အစာအစာအစာအာဟာရမှာသူတို့လိုအပ်တဲ့ကီလိုကီလိုပမာဏပါပြီဆိုရင်သူတို့ခြေထောက်ဖွံ့ဖြိုးတော့ပိုပြီးအထောက်အကူဖြစ်ပြန်မှာဖြစ်ပါတယ်ဒါကြောင့်မို့တာတာမီမီတယောက်ကိုကီလိုကီလိုပမာဏပြည့်အောင်ဘယ်လိုကျွေးရလဲဆိုတော့ကျွန်တော်ချန်ပီယံရှင်းပြပေးမှာဖြစ်ပါတယ်အဲတာတာမီမီတယောက်ကိုကျွေးမဲ့ကီလိုကီလိုပမာဏကသူတို့ကိုကျွေးမဲ့သမင်းပေါ်ထားထားလိုက်ပါသူတို့ကိုကျွေးမဲ့အစာအာဟာရမှာတဝက်လောက်က ကစီရက်ဆိုတဲ့ကာဘိုဟိုက်ဒရိတ်ပါပါမယ်90ရာခိုင်နှုန်းပေါ့နော်90ရာခိုင်နှုန်းကကစီရက်ဆိုတဲ့ကာဘိုဟိုက်ဒရိတ်ပါမယ်ကစီရက်တွေဘယ်ရရလဲပေါ့ကစီရက်တွေဘယ်ရရလဲဆိုတော့ဆန်နေရရတယ်ဂျုံနေရရတယ်အာလူးပေါ့အစားရှိတွေတော့ရတာပေါ့နော်အဲ့ရတဲ့ကစီရက်တွေကဟို90ရာခိုင်နှုန်းပါမယ်နောက်ပိုင်းအသားဓာတ်ပေါ့ပရိုတင်းဆိုတဲ့အသားဓာတ်က30ရာခိုင်နှုန်းပါမယ်ပရိုတင်းအသားဓာတ်တွေဘယ်ရရလဲဆိုတော့အသားငါးကြီးကြက်ဥကြီးနှုတ်ကြီးအစားရှိတွေတော့ပရိုတင်းအသားဓာတ်တွေရတယ် ။နောက်ပေါင်းအစီဓာတ်ပေါ့20အရခိုင်နှုန်းလောက်အစီဓာတ်ပါဖို့လိုတယ်။အစီဓာတ်တွေကဘာအတွက်ကောင်းလဲ။သာသာမိမိတွေအုံနောက်ဖွံ့ဖြိုးတိုးတက်ဖို့လည်းအစီဓာတ်တွေကောင်းတယ်။အစီဓာတ်တွေကောင်းတဲ့အတွက်အစီဓာတ်ပါဖို့လိုတယ်။အစီဓာတ်ကိုဘယ်ရရလဲဆိုတော့ဟိုပဲစီနှမ်းစီနော် cheese တို့ butter တို့အဲ့ကောင်ဒီစီရတွေပေါ့အစီဓာတ်တွေရရတယ်ပေါ့နော်။ဒီရတွေရတဲ့အတွက်သမုသာမမီတို့အစာအာဟာရကျွေးတဲ့အချိန်မှာကစီဓာတ်အစီဓာတ်အသားဓာတ်ပေါ့မြတ်မြတ်တတ်တတ်ကျွေးမှသာနေသူတို့လိုအပ်တဲ့ ကီလိုကယ်ရီပမာဏရရှိမှာဖြစ်ပါတယ်အဲကျွန်တော်ကမှ nutritional gap ဖြစ်သွားတဲ့ဟာမျိုးလည်းရှိပါပဲ nutritional gap အဘယ်ချိန်မှာဖြစ်လဲပေါ့မွေးကစားမှာတော့သသားမိမိကျွန်တော်နိုင်ငံသသားမိမိတွေပေါ့နိုင်ငံခြားသသားမိတွေရောပုံစံကြီးထွားမှုတော့မှာအတူတူပါပဲဒါပေမဲ့ဖြည့်စွတ်စာစကြွေးတဲ့အချိန်မှာတယောက်နဲ့တယောက်ပွဲပြားခြားနားမှုဖြစ်သွားကြတယ်ကျွန်တော်တို့ဖြည့်သွတ်တာစကြွေးတဲ့အချိန်မှာကီလိုကီလိုလုံလောက်တဲ့ကီလိုကီလိုပမာဏမရတဲ့အတွက်ဖြည်းဖြည်းညှက်သွားတာကိုသေးသွားတော့ဖြစ်သွားမယ် ပေါ့နော်အခြားအကြောင်းအရာတွေလည်းရှိပါသေးတယ်အခြားအကြောင်းအရာတွေကတော့ကလေးရဲ့ကျန်းမာရေးတွေအဲမိဘရဲ့ကျန်းမာရေးဘူဒူတာတို့နောက်ပြီးတော့ economical ပေါ့နော်အဲမိဘရဲ့စီးပွားရေးတွေရတယ်ကလေးဟိုစားသုံးတဲ့အစာအာဟာရပေါ့လေအဲတစ်ပတ်တလန်းနေနဲ့မိခွန်နေပါသေးတယ်ကျွန်တော်ဒီဘိုင်းမှာတော့တာတာမိမိတွေရဲ့လိုအပ်တဲ့အစာအာဟာရတန်ဖိုးဟိုဘလူရရှိအောင်ကျွေးမှုရမလဲဆိုတာကိုကြောပြပေးတာဖြစ်ပါတယ်နောက်တစ်ဖက်တည်းမှာတော့ကျွန်တော် ်တသားမမီးတွေလိုအပ်နေသေးတယ် micro nutrition ဆိုတဲ့အကြောင်းပြောပြဆက်လက်ပြောပြပေးမှာဖြစ်ပါတယ်အာကျွန်တော်ဒေါက်တာကအစီအစဉ်ကိုကြည့်ရှုနေတဲ့မိဘတွေလည်းအင်းတာတာမီမီတွေကြီးထွားဖွံ့ဖြိုးတိုးတက်ဖို့အတွက်အစာအာဟာရတန်ဖိုးဘယ်လိုရောက်အောင်လုပ်ရမလဲဆိုတော့နားလေသဘောပေါက်ကြလိမ့်မယ်လို့ထင်ပါတယ်အားလုံးလည်းကျေးဇူးတင်ပါတယ်